ဒီကနေ့သာသနာတော်နှစ်2569နှစ်မြန်မာတက္ကသိုလ်3389ခုနှစ်ခရစ်နှစ်22ရက်ဇေလ2025ဗုဒ္ဓဟူးနေ့ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တည်တောင်ပိုင်းမြို့နယ်အမှတ်၁၄ရပ်ကွက်ရှိဝဝင်းကျောင်းမောကဥပဒနာဓမ္မရေးသားကြီးတွင်မိမိတို့စွမ်းနိုင်သမျှလှူဒန်းပူဇော်ကြသည့်လူရှင်မိသားစုပေါင်းဘရောကောင်းများကတော့ နဖက်သောမိဘများအားအထူးကြည်စု၍အလှထာယကာယီဥခင်မောင်တန်းအလှထာယီကာမယီတော်ဤဤကျွဲသာယရနာမောင်အောင်ခိုင်မမြတ်မိုးဆင့်မြေယရနာမောင်မြတ်ဖုံးပြည့်မိသားစုပေါင်းတော်ကောင်းတို့မှရှူဝဝင်းချောင်းမဘောပတနာဓမ္မယေတာဤတွင်မှလာစင်နိုင်လာစင်နိုင်စီနေနေစွန်းအလူတို့ကိုရည်တန့်လျက်အလူတော်မူ စီအတွေ့စီနဲ့နေစွန်းအတွေ့ရည်မှန်းပြီးတော့လှူဒန်းလာခဲ့တာ180နဲ့နှစ်ကြိမ်တိုင်အောင် ရှိတော်ပြီဖြစ်ပါတယ်180နှစ်ကြိမ်မကတော့ဘူးဖြစ်ပါတယ်မိမိတို့စွမ်းနိုင်သမျှစီအတွေ့ရည်မှန်းပြီးတော့လှစင်လှစင်တလလင်းတသိန်းချက်စီတသိန်းချက်စီနဲ့လှူဒန်းလာခဲ့တာ180နှစ်ကြိမ်မြောက်182သိန်းမြောက်စီအလူနဲ့နေစွန်းကုသိုလ်ဖြစ်ပါတယ် ဒီတစ်ပတ်ထပ်မံပြီးတော့လူတန်းပူဇော်ကြသည်ဒီနေ့လူရှင်မိသားစုပေါင်းတော်ကောင်းတို့မှရှောဝင်းကျောင်းမဘုဝတ္တနာဓမ္မရေးတာကြီးတွင်မှစင်ရင်ကျင်းပပြုလုပ်မိစုပေါင်းမဟာဘုံကထိန်အတွက်လည်းလူတော်ငွေတသိန်းချက်ဆက်ကလူတန်းပူဇော်ခြင်းအခြားသောတရင်ယောကာရဝပြုလုပ်သောအဖြစ်မုံချင်းအစရှိသော ခဲဝဲဘောစင်တို့ကိုဆက်ကလူတန်းပူဇော်ခြင်း ဓမ္မပူဇာစသည်တို့ကိုလည်းပဲမိမိတို့တနစ်စာလုံးအတွက်လူတန်းပူဇော်ခြင်းစသည်တို့ကို ပြုလုပ်ကြတဲ့အလူထာရကအလူထာရကမှမိသားစုတွေဖြစ်ကြပါတယ်။နောက်ထပ်ထပ်မံပြီးတော့လူတန်းပူဇော်ကြတဲ့လူရှင်မိသားစုပေါင်းတော်ကောင်းများကတော့ဝေလုံးနိစရောက်ခဲ့တော့ဂျေဇုရှင်မိခင်ကြီးဒေါခင်အုံမြင့်အားအထူးယေစု၍တမိရနာအလူထာရကမှဤတော်တန်တန်ဦး မရှိဝဝင်းကျောင်းမဘောဝတနာဓမ္မရေတာရေတွင်မှာတူချက်သာသနာပြုနိုင်ရန်ဆိုပြီးတော့ကျောင်းမြေအတွက် လူတော်ကြီးတသိန်းတသောင်းချက်တို့ကို စက္ကန့်လူတန်းပူဇော်ကြတာဖြစ်ပါတယ်လူရှင်မိသားစုတွေမိမိတို့ဇွမ်းနိုင်သမျှလူတန်းပူဇော်ထားသောကုသိုလ်ကောင်းမှုနဲ့ဆက်ဆက်ပြီးတော့ခေတ္တခဏအနုမောဒနာတရားတစ်ပုဒ်ကျေးဇူးပြုပေးပါမယ်ကာလဒါနတရားတော်လို့မှတ်သားပါ ဒီတရားတော်ကို မဟောကြမနာကြခင်အလူရှင်မိသားစုတွေနဲ့အလုံးတော်ဓမ္မမိတ်ဆွေတရားနာပရိသတ်ဘောင်းတော်ကောင်းတို့အားရှိဥစွာမေတ္တာပို့သပေးမှဖြစ်ပါれအာယုန်တပါးစိတ်မသွာပဲနာယူကြည်ညိုကြရအောင်တပိတိယောဝိဝဇန္တုသောကောရောကောဝိနတတုမတေဘဝံတွန်တရာယသုခိတာဒီဃယုကဘဝံတု တဗ္ဗီတယောအလုံးစုံသောဘိဥပအန္တရေယံသွဲ့သွဲ့မှန်သမျှတို့သည်တိတုံမာကံယရဏသုံးရမြတ်ထမြတ်ကိုစည်းကကိုွယ်လိရှိကြပေကုန်သောွယ်လွန်အနိစ္စရောက်ခဲ့ကြသောနှစ်ဖမိဘများအားအထူးရည်စူး၍လူတန်းပေါ်ရကြပေကုန်သော အလူဒါယကာယီဥခင်မောင်တန်အလူဒါယီကာမာယီတော်ဤဤကျွဲသာယရဏ မောင်အောင်ခိုင်မမြတ်မိုးစင်ညရတနာမောင်မြတ်ဖုံးပြည့်နှင့်ဝိသစုအပေါင်းကွယ်လွန်နေစာရောက်ခဲ့သောကြည်စုရှင်မိခင်ကြီးတော်ခင်အုံးမြင့်အားအထူးကြီးစု၍လူရန်ပေါ်ရကြပေကုန်သောအလုဒာဤကာမဤဒေါ်တန်တန်ဦးနှင့်မိသားစုအပေါင်းဤတရားဒေသနာကိုစိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သော အလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့အားဝိဝဇန်တုယနေ့ကစာနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ကောင်းစွာမသွေဖဲခွာရှောင်ရှားကြပါစေကုန်တည်းသောကောသဆိုရင်ဘူးဆွေငိုကြွေးရခြင်းဟုဆိုသောတောကမျိုးသည်လေဝိနတတုကင်းစင်လွင်ပပျောက်ပြေကြပါစေတည်း ရောကောအစဂျင်နာခန့်ခဲ့နှိမ့်ဆက်တတ်သော96ဖြာ98ဖြာမနစ်သက်စရာဘီယောဂမန္တမြတိလေဝိနတတုကင်းစင်လွင်ပပျောက်ပြေကြပါစေတည်းဒေတုံမာကံအလှူဒံယကအလှူဒံယကမမိသားစု အပေါင်းတော်ကောင်းတို့နှင့် ဤတရားဒေသနာကိုစိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သောအလုံးသောဓမ္မမိတ်ဆွေတရားနာပရိသအပေါင်းတော်ကောင်းတို့အားအန္တရာယမကောင်းသောဘိဥပအန္တရေယံသောသွဲမှန်သမျှတို့သည်မာဘဝန္တုမကြမရောက်မဖြစ်ကြပါစေကုန်တည်းဒုခိတာကိုစိတ်နှပြချမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်း ရှိကြကုန်သည်ဖြစ်၍ ီကာယူကာတဲ့ရာကျော်ရန်ကိုတက်လန်းနိုင်ရကုန်သည်ဘဝန္တုနေတိုင်းညာတိုင်းခမဆိုင်ပင်မှန်တိုင်းမသွေဖြစ်ထွန်းတော်မူကြပါစေကုန်တည်း ေဒီကနေ့လူရှင်မိသားစုတွေနဲ့အားလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်ပေါင်းတော်ကောင်းတို့ကိုကျေးဇူးပြုပေးမှာကတော့ကာလဒါနတရားတော်ပါတရားလေကာလဒါနဆိုတာကာလဆိုတာဘာပြောတယ်လဲဆိုတော့ကာလဆိုတာကတော့ဒါအချိန်ခါပေါ့အဲ့တော့အချိန်ခါကို ကြည့်ပြီးတော့လူတန်းနဲ့ဒါန အချိန်ကာကိုကြည့်ပြီးတော့လှူဒန်းတဲ့ဌာနကိုကာလဌာနလို့ခေါ်တာပေါ့အဲဒီလိုအချိန်ကာကိုကြည့်ပြီးတော့လိုအပ်တဲ့ခါမှာလိုအပ်တဲ့အသုံးဆောင်လေးတွေလှူဒန်းပူဇော်တယ်အဲတင့်တော်လျှောက်ပတ်တဲ့အလှလေးကိုလှူတာအဲ့တော့အနုဆဝိကဌာနကာလဌာနဆိုတာဘာပြောတာလဲအနုဆဝိကဌာနတဲ့တင့်တော်လျှောက်ပတ်တဲ့ဌာနပဲအဲ့တော့လိုအပ်တဲ့ချိန်လေးမှာမိမိတို့ကတင့်တော်လျှောက်ပတ်အောင် လိုအပ်လို့မို့တင့်တော်ရာလေးကိုကြည်လူတဲ့ဌာနမျိုးကိုမလို့ခေါ်တာကာလဌာနလို့ခေါ်တာအဲ့တော့ကာလဌာနဆိုတာဘာပြောတာလဲအနုဆွေကဌာနအနုဆွေကဆိုတာတင့်တော်လျောက်ပတ်တယ်လို့ထိပ်ပေးရတယ်အဲ့တော့တနည်းအားဖြင့်ပြောရင်ယုတ်တာဌာနယုတ်တာဆိုတာလဲတင့်လျော်တာပဲတင့်လျော်တဲ့အလူလေးကို လူလိုက်တာဒါဆိုရင် အလူကမတင့်လျော်တာတွေကိုရှိသလားဆိုတော့ ရှိကောင်းရှိနိုင်တာပေါ့ဒီနေရာမှာတော့အဓိကရည်ရတာကတော့ကာလဌာနရဲ့သဘောကတော့လိုအပ်တဲ့အချိန်ခါလေးကိုကိုကလှူလိုက်တာကိုကာလဌာနလို့ဒီလိုခေါ်တာပေါ့နော်အဲ့ဒီလိုကာလဌာနနဲ့ပတ်သက်ပြီးတော့ဟောကြားတဲ့တုတ်တန်ကိုကာလဌာနတုတ်တန်လို့ဒီလိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကဟောကြားခဲ့တယ်အဲ့တော့ဒီကာလဌာနနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားတာဟာဘယ်လိုဟောကြားထားသလဲလို့ပြီးရင် ပထမဦးဆုံးကတော့တော်ကောင်းမြတ်ကြီးအာဂန္နုကတဒါနန္ဒီတိဒါလေးပထမဦးဆုံးဟောတယ်အာဂန္နုကတဒါနန္ဒီတိအာဂန္နုကဆိုတာတခါကြီးတွေသိပြီးသားပဲအာဂန္နုကဆိုတာပါဠိစကားလုံးမြန်မာလိုတော့ပါလေလေဧသေးပေါ့နော်ဧသေးပေါ့အာဂန္နုကဆိုတာပါဠိစကားပဲတဲ့မြန်မာလိုတော့ဧသေးလို့အဓိပ္ပာယ်ရတယ်ဧသေးပုဂ္ဂိုလ်တို့အားဒါနံအလှူကိုဒီတိပေးလူတယ် ။ဟောဧတေရီဆိုကြဲကအိမ်မှာဧတေရောက်လာတယ်ဆိုကြဲကဧတေရောက်လာရင်ကိုတက်နိုင်တဲ့လောက်ကလေးသူ့ကိုကိုတက်နိုင်တာလေးကိုလှူပေးရတယ်။ဧတေရောက်လာတယ်ဆိုကြဲကပထမဦးဆုံးဘာလီအဲ့တော့လှူလေးရှိတယ်လေမင်းရောက်လာတာနဲ့ရေကလေးအဲရေတန်ကူလေးကရေလေးသူ့အချပြီးတော့တဲပြေးလိုက်တဲ့အခါမှာဒါကမတင့်လျော်တဲ့အလှူလားတင့်လျော်တဲ့အလှူလား အဲအဲ့တော့အဲ့ဒါကိုကာလဒါနလို့ခေါ်လာကြွလာတဲ့ဧည့်သည်တွေကိုကိုယ်အိမ်ကိုကြွလာတဲ့ဧည့်သည်တွေကိုကိုကကိုတက်နိုင်တယ်လို့လေးရင်တွေးချမ်းလေးတက်နိုင်ရင်တွေးချမ်းလေးအခန့်လိုက်တာအဲ့ဒါကိုဘာဒါနလို့ခေါ်တာကာလဒါနလို့ခေါ်တာရည်လေးတက်နိုင်ရည်လေးကိုကလှူလိုက်တာအဲ့ဒါကိုကာလဒါနလို့ခေါ်တာဧည့်သည်ကိုအခန့်ရင်ကုသိုလ်ရမယ်လို့တချို့သိချင်မှသိမယ် အခုမြတ်စွာဘုရားကဟောတာအာဂန္ဓုကတ္တဒါနံတိတိတဲ့ဧည့်သည်တွေကိုအဲ့ဒီလိုလှူတာဟာလည်းပဲဒါကာလဒါနပဲအဲ့တော့ဧည့်သည်ဆိုတော့ရောက်လာရင်အဝေးကရောက်လာရင်အ ਨੇ ဆုံးတော့ရေးစားမှာပေါ့အဲ့တော့အဲ့ဒီလိုရေးကလေးတစ်ခွက်တိုက်လိုက်တာနဲ့သူကကာလဒါနဖြစ်သွားတယ်အဲ့လိုမှမဟုတ်ရင်ွေးချမ်းလေးကိုကတဏ္ဍာရင်ွေးချမ်းလေးအဲထမင်းစားခြင်းရောက်လာရင်ကိုတက်နိုင်ရင်တော့ထမင်းပေါ့နော်မတက်နိုင်ရင်တော့လည်းဘယ်တက်နိုင်မှာမလဲဒါကတော့ဟို လှူရမယ်လို့တော့ပြောတော့မြတ်စွာဘုရားကလှူရမယ်မဖြစ်မနေဧည့်သည်လာရင်ဒီလိုလှူရမယ်လို့ခေါ်တာတော့မဟုတ်ဘူးလှူအဲ့အကယ်၍လှူနိုင်လို့လှူခဲ့ရင် ကိုယ်မှာကာလဌာနကုသိုလ်ဖြစ်တယ်ဧည့်သည်ကိုဧည့်ခံရင်ကာလဌာနကုသိုလ်ပဲအဲ့တော့ဧည့်သည်ဆိုတဲ့နေရာမှာယဟန်ဧည့်သည်လူဧည့်သည်ဘယ်ဧည့်သည်ပဲဖြစ်ဖြစ်ပေါ့အဲ့တော့ယဟန်တန်ဃာရောရှင်သူမြတ်ကြီးကြွလာတယ်ဆိုလို့ရှင်လေကြွလာတာ ਨੇ ဩဘုံဘုံရေလိကပ်ပါအောင်ဟဲ့ ဟောဒါကာလဒါနကုသိုလ်ပဲအဲရင်ွေးကတ်လို့ရတဲ့အချိန်ဆိုရင်လေရင်ွေးချင်းလေးကတ်ပါအောင်ဟဲ့ကော်ဖီတို့မုန်းတို့ကတ်လို့ရတဲ့အချိန်ဆိုရင်ကော်ဖီလေးကတ်ပါအောင်ဟဲ့ဟောအေးလေးကတ်လို့ရတဲ့အချိန်ဆိုရင်လည်းပဲအေးလေးကတ်ပါအောင်ဟဲ့ဆိုပြီးတော့အဲ့ဒီလိုအာဂန်တို့ကိုတော်တွေကြွလာတဲ့ခါမှာကိုတက်နိုင်တာလေးကိုဆက်ကလေးရတဲ့အလူကိုဘာအလူလို့ခေါ်မလဲကာလဒါနအလူတဲ့အဲ့တော့ ဲ့ဒီလိုဧည့်သည်တွေဆိုတာကရောက်လာတာနဲ့အဝေးရရောက်လာရင်နည်းနည်းအနည်းဆုံးတော့ရေဆာမှာပဲပေါ့နော်အဲ့ဒီလိုလိုအပ်တာလေးကိုပြောရရင်တော့တစ်ဖက်သားလိုအပ်နေတာဧည့်သည်လိုအပ်နေတဲ့ကွက်လက်ကလေးကို ဖြည့်ဆည်းပြီးတော့လှူဒန်းတာတဲ့ဒါကြောင့်ဧည့်သည်လိုအပ်တဲ့ကွက်လက်ကိုဖြည့်ဆည်းလှူတော့အကျိုးတရားကဘာရတယ်လဲမင်း သူများလိုတာဖြည့်ရင်ကိုလိုတာလည်းပြည့်တယ်ဟောသူများလိုတာဖြည့်ရင်ကိုလိုတော့လည်းပြည့်တယ် ပြည့်ခြင်းဘာလို့ရမှာလဲဖြည့်ရမှာဒါမှမဟုတ်လောကလူသားတွေကမဖြည့်ဘဲနဲ့စုပဲစွတ်တောင်းနေရင်တော့ပြည့်ပါမလားဖြည့်မှာပြည့်မှာမဖြည့်ရင်မပြည့်ဘူးသူများရဲ့လူရင်းဆန္ဒလေးကိုဖြည့်လိုက်လို့ရှိရင်ကိုယ့်ရဲ့လူရင်းဆန္ဒတွေလည်းပြည့်တယ်အဲ့တော့အခုဧည့်သည်တွေလိုအပ်တဲ့ကွက်လက်လေးကိုကိုယ်အလိုက်တသည့်ဖြည့်စည်ပြီးတော့ကိုကအဲကုသိုလ်လေးပြုလိုက်လို့ရှိရင်ဧည့်သည်တွေမှာစိတ်ချမ်းသာကိုချမ်းသာဖြစ်သွားတယ်အဲ့လိုစိတ်ချမ်းသာကိုချမ်းသာဖြစ်သွားတော့ နောက်ကိုလိုအပ်တဲ့ခါမှလည်းဟောအလိုက်တည်းဩသူကငါ့ဘောဂျေစုရှိတယ်ဟဲ့ဆိုတော့အနည်းဆုံးလာတာပေါ့နော်တကယ်တော့ဖြည့်လို့ပြည့်သွားတာပဲအဲ့ဒီတော့ပြည့်ခြင်းဘာလို့ ਆ မှာဖြည့်ရမှာတောင်းနေလို့ကတော့မပြည့်ဘူးတောင်းနေလို့ကတော့ပြည့်ဟိုပေါ့ပြည့်ချောင်းအလုပ်တွေလှုပ်ထားမှသူပြည့်မှာပေါ့တောင်းယုံနေတော့မပြည့်နိုင်ဘူးတောင်းနေဆိုရင်ကတော့ကွာအဲ့ဒီလို့ ထိုက်တဲ့နဲ့အလုတ်ကိုလှုပ်ထားမှ တောင်းလို့ရမှာ哦ထိုက်တဲ့နဲ့အရင်ချင်းရှိမှလည်းပဲတောင်းလို့ရမယ်အရင်ချင်းပြည့်စုံနိုင်တဲ့အကြောင်းကိုလှုပ်ထားရင်တော့တောင်းလို့ရမယ်အဲ့လိုလှုပ်မထားရင်တောင်းယုံနေတော့မရဘူးအေးဒါကြောင့်အဲ့ဒီကာလဒါနရဲ့ကျေးဇူးကဘုံဘုံတို့အဲတရားတွေနာခဲ့တဲ့အခါမှာရှိကဆရာသမားတွေဟောထားတာလေးကိုပြန်အာယုံပြုကြည့်လိုက်တဲ့အခါကျတော့အရွယ်၃မှတောင်းမှ သူ့အယွယ်သုံးမလိုက်ဖက်အောင်အကျိုးရတာဟာအဲ့ဒါကာလဌာနအားကောင်းလို့ပထမအယွယ်ဗာတင်ရမယ့်အချိန်ပညာတင်ရမယ့်အချိန်ပေါ့အဲ့ဒီအချိန်ခါမှာချမ်းချမ်းသာသာနဲ့ပညာသင်ခွင့်ရရင်ဒကာကြီးတွေဒကာမကြီးတွေကဗာဌာနအားကောင်းခဲ့လို့အာပထမအယွယ်မှာသူများတွေပညာသင်တဲ့အချိန်ငါတို့ကပင်ပမှန်ရှာခဲ့ရတာကွာဆိုအဲ့ဒါဗာဌာနအားနေလို့ကာလဌာနအားနေခဲ့လို့တချို့ ကျောင်းသွားရမယ့်အချိန်ပညာသင်ရမယ့်အချိန်မှာပညာမသင်နိုင်ဘူးအရွယ်နဲ့မလိုက်အောင်စီးဝါရှာနေရတာအဲ့ဒါကာလဒါနအာနေတာဒုတိယအရွယ်ကြတော့ပထမအရွယ်ကတတ်ထားတဲ့ပညာနဲ့ဒုတိယအရွယ်မှာပါရှာရမယ်ဥစ္စာရှာရအဲ့ဒီဒုတိယအရွယ်မှာချမ်းချမ်းသာသာနဲ့ဥစ္စာရှာခွင့်ရရင်ဒါကာလဒါနအကောင်းတာအဲ့လိုမှမဟုတ်ဘဲနဲ့ဒုတိယအရွယ်မှာချမ်းချမ်းသာသာနဲ့ဥစ္စာရှာခွင့်မရဘူးဆိုရင်ကာလဒါနအာနေတာပဲ ပထမအရွယ်ကပညာရိရှာဒုတိယအရွယ်ကဥစ္စာရိရှာပညာလည်းပြည့်ဥစ္စာလည်းပြည့်ဆိုတော့တတိယအရွယ်ကျတော့ငင်းငင်းချမ်းချမ်းလေးနဲ့ဖျားသွားခြင်း သွားကြောင်းတခြင်းတဲ့ရိတ်သာသွားခြင်းသွားအဲ့လိုမှမဟုတ်ရင်အိမ်မနေရင်လည်းငင်းငင်းချမ်းချမ်းလေးနေနိုင်တာပေါ့အဲ့ဒီလိုတဲ့နေနိုင်နေဆိုတာပထမအရွယ်ကလည်းတာဝန်ကြီးခဲ့တယ်ဒုတိယအရွယ်ကလည်းတာဝန်ကြီးခဲ့လို့တတိယအရွယ်မှာငင်းငင်းချမ်းချမ်းနေလို့ရတာ ပထမအရွယ်နဲ့ဒုတိယအရွယ်ကတောင်းဝမကြည့်ခဲ့ဘူးဆိုရင်တတိယအရွယ်ကျမှလောဘတွေကြီးပြီးရှားရအောင်မှာပဲတတိယအရွယ်ကျမှလောဘတွေကြီးပြီးတော့ရှားနေရသေးတယ်ဆိုရင်သူဟာကာလဌာနလိုသေးတယ်အနှဲနေသေးတယ်ကာလဌာနအာကောင်းတဲ့ပုံကူကြတော့တတိယအရွယ်မှာအေးစီစီပဲအဲ့တော့ပထမအရွယ်မှာပထမအရွယ်နဲ့လိုက်ဖက်အောင်အကျိုးတရားတွေပြည့်စုံနေဆိုရင်ကာလဌာနအာကောင်းလို့မပြည့်စုံရင်အနှဲလို့ ဒုတိယအရွယ်ကောတတိယအရွယ်ကောသူ့အရွယ်နဲ့သူလိုက်ဖက်အောင်ပြည့်စုံနေဆိုရင်ဒါကာလဌာနအာခေါင်းနေမပြည့်စုံရင်တော့အာနေတယ်အဲ့ဒီလိုသူ့အရွယ်နဲ့သူလိုက်ဖက်အောင်အကျိုးပေးကောင်းလိုက်တာပထမအရွယ်တုန်းကလည်းသူပညာတွေစိတ်တိုင်းညသင်ယူခွင့်ရတယ်ဒုတိယအရွယ်အရွယ်မှာလည်းဥစ္စာတွေစိတ်တိုင်းညရှာခွင့်ရတယ်တတိယအရွယ်ကျတော့အေးအေးချမ်းချမ်းဖျားသွားသွားမသွားသွားကြောင်းတက်တက်မတက်တက်တတိယအရွယ်ကျတော့ငင်းငင်းချမ်းချမ်းနဲ့ မိခွင်းရတာအချိုးပြီးကောင်းလိုက်တာအိုကံကောင်းလိုက်တာတချို့ကဒီလိုပြောကြတယ်အဲ့ဒါဘာလဲမေးရင်သူ့အရွယ်နဲ့သူလိုက်ဖက်အောင်အချိုးတရားတွေပြည့်စုံတာဟာဒါကာလဒါနဒီပြုတ်လုပြီးတော့ဖြည့်စည်းခဲ့ကြလို့သူများတွေလိုတာဖြည့်ပြီးတော့လှူဒန်းခဲ့တဲ့အတွက်ကြောင့်ကိုလိုတဲ့အခါကျတော့လေပြည့်စုံနေဖြည့်လို့ပြည့်တယ်အဲ့ဒါကြောင့်ကို့အိမ်မှာဧည့်သည်ပဲလာလာအာကန်နုပဲလာလာ အဲတင့်တော်တဲ့ကုသိုလ်လေးကိုပြုတတ်ရင်အဲ့ဒါကာလဌာနကုသိုလ်ပဲအာကနုကတဒါနံတေတီဧည့်သည်တွေကိုပေးလူခြင်းဟာဒါကာလဌာနအလှပဲလို့ဒီလိုမှတ်ရမယ်နောက်တစ်ခုကဂမိကတဒါနံတေတီတဲ့ဂမိကဆိုတော့ခီးသွာနေတဲ့ပုံကိုယ်တွေခီးသွာနေတဲ့ခါမှာအထူးအဖြင့်ရန်တော်ရှင်သူမြတ်ဒီခီးကြွမယ်ဆိုရင်အာရှင်ဘုရားဘုရားတပည့်တော်တို့ခီးစိတ်ကလေးလူရစေဖရအဲ့ဒါကာလဌာနပဲ တချို့ဆိုလို့ရှိရင်ခီးသွားနေတဲ့ရဟန်းတော်တွေအဲလမ်းမှာကြုံတယ်လို့ဆိုင်မှာဖုံးပေးကြရတယ်။အာဘုရားတပည့်တော်စွန်လေးလူပြရစီဖရာဆိုတာ။အဲ့ဒါတွေကကာလဌာနတွေပဲ။အဲတော့ကမိကတဌာနတွေဒီခီးသွားနေတဲ့ပုံကိုယ်တွေကိုပေးလူတာလဲကာလဌာနပဲ။နောက်ကိလနတဌာနတွေဒီကိလနဆိုတာကတော့ မကျမ်းမာတဲ့ပုံကိုယ်တွေကိုတဲ့မကျမ်းမာတဲ့ပုံကိုယ်တွေကိုကိုတက်နိုင်သလောက်ဈေးလူပေးတာပဲဖြစ်စီ၊ကုညီပေးတာပဲဖြစ်စီအဲ့ဒါတွေကကာဏဒါနတွေပဲအဲ့တော့သူမကျမ်းမာမှာဖြာနာပြီးတော့ယောဂဝေဒနာတွေဖြစ်စီနှိပ်စက်ခံရတဲ့အချိန်ခါမှာကိုတက်နိုင်သလောက်သူ့ကိုကုညီပေးတယ်၊ဆောင်ရွက်ပေးတယ်၊ကိုလူနိုင်ရင်လူပေးတယ်၊ကိုနိုင်ရင်ကိုပေးတယ်အဲ့ဒါတွေအားလုံးဟာကာဏဒါနတွေပဲ အေးအဲ့ဒီတော့လိုအပ်တာလေးကိုဝိုင်းပြီးတော့ဖြည့်ဆည်းကြတာပေါ့နော်အေးအဲ့ဒါတွေကတော့မကျမ်းမာတဲ့ခံမှာမြန်တော်ဖြစ်ဦးဇနုမြန်မာလူမျိုးတွေဟာဝိုင်းပြီးတော့ဆောင်းလျှောက်ကြတာများပါလေအဲ့တော့အဲ့ဒါတွေအားလုံးဟာလည်းပဲကာလဌာနလို့ပြောလို့ရတယ်ကိလနတဒါနန္တိတိနောက်ဒုဗိခေဒါနန္တိတိငမို့ခေါင်းမအစာရှားတဲ့ခေကာလာကြီးကာယောဂါတွေကြာရောက်တဲ့ချိန်ခါကြီးမှာကိုက အဲမိမိတို့လူခွင့်တန်းခွင့်သာသနာပြုခွင့်ရတယ်ဆိုရင်အဲ့ဒါကလည်းပဲကာလဌာနကုသိုလ်ပဲအဲတော့ဒါမိမိတို့ကယောဂါကြာရောက်တဲ့ချိန်ခါမှာမိမိတို့စွမ်းနိုင်သမျှလူခွင့်ရတယ်ဩကယောဂါကြီးကြာရောက်နေတော့တန်ဃာတော်ရှင်သမျှဒီမှာအခက်ခဲကြီးဖြစ်ကြမှာအခက်ခဲကြီးဖြစ်ကြမှာတို့တတ်နိုင်သလောက်အဲကုသိုလ်ဒီတွေပြုချအောင်ဆိုဆိုတာတွေဟာကာလဌာနတွေပါတယ်နောက်တဲ့တိလရှိတဲ့ပုံကိုယ်ဒီကို မိမိတို့ကတဲ့ဥဥဖြားဖြားပေါ့နော်အဲတਿੱတီဥတို့အဲမိမိတို့စိုက်ပြိုးထားတဲ့တਿੱပင်တਿੱတီတਿੱပင်ကနေပြီးတော့ဥဥဖြားဖြားတਿੱတီကိုလှူတာဥဥဖြားဖြားလာစာလေးတွေလှူတာဒါတွေကလည်းကာလဌာနတွေပဲအဲ့တော့ကာလဌာနဆိုတာအချိန်ခါကိုကြည့်ပြီးတော့လိုအပ်တာလေးကိုကြည့်ပြီးတော့လိုအပ်တာလေးကိုလှူတဲ့ဌာနကိုကာလဌာနပဲအခုဇောဝင်ចောင်းတိုက်ကြီးမှာကထိန်အတွက်ရည်မှန်းပြီးတော့လှူဒန်းညရဲဆိုတာ ကထိန်ကာလကိုအကြောင်းပြုပြီးတော့လူတွေဆိုတာဒါကာလဌာနကျောင်းမြေအတွက်လိုအပ်တာလေးကိုကိုတက်နိုင်သလောက်ဖြည့်ဆည်းပြီးတော့လူရန်လိုက်တာကာလဌာနလေးပါပဲလိုအပ်တာလေးကိုဖြည့်ဆည်းပြီးတော့လူတဲ့ဌာနကိုဘာလို့ခေါ်တာကာလဌာနလို့ခေါ်တာအဲ့ဒီလိုသူများလိုအပ်တာလေးကိုအလူခံပုံကိုယ်တွေလိုအပ်တာလေးကိုအလိုက်တက်သည့်လူတဲ့ခါကြတော့ကို့မှာလည်းပဲ အကျိုးပေးတွေကအလိုက်တည်းအကျိုးပေးတတ်တယ်သူ့အရွယ်နဲ့သူလိုက်ဖက်အောင်အကျိုးပေးတယ်အဲ့ဒါကာလဌာနအာကောင်းညာလို့လို့ဒီလိုနားလေရမယ်အေးအဲ့ဒီတော့ဘလို့ပဲဖြစ်ဖြစ်ဒီကနေ့အလို့ရှင်မိသားစုတွေဟာရွှေဝင်းကျောင်းတိုက်ကြီးမှာကိုတက်နိုင်တဲ့လောက်ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကြတယ်အဲ့ဒီလိုကုသိုလ်ကောင်းမှုတွေကိုပြုလုပ်တဲ့အခါမှာတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်တယ်ဆိုကြတဲ့ကစေရနာတော့ပါပြီးသားပဲစေရနာပါသွားပြီ စေရနာရင်မေလားဆိုတော့မေတ္တာမေတ္တာတွေလည်းပါတာပဲအေးအဲ့ဒီတော့စေရနာဆိုတာကတော့ကိုယ်ကလူကျင်တန်းကျင်တဲ့သဘောတရားလေးကိုစေရနာလို့ခေါ်တာမေတ္တာဆိုတာကတော့ဘုံဘုံနေဆွမ်းခဲပဲဘောဇင်းနေအခက်ခဲမဖြစ်ကြပါစေနဲ့ဆိုပြီးတော့တို့ကတော့ဒီလိုလှဇင်လေးလှူပေးနေတာဟေးဘုံဘုံနေဆွမ်းခဲခဲမဖြစ်အောင်တို့တတ်နိုင်တော့လှူပေးနေတာဟေးဆိုတော့မေတ္တာလည်းပါသွားတယ်မေတ္တာလည်းပါတယ်စေရနာလည်းပါတယ် အဲ့တော့နောက်ထပ်တစ်ခုကဘာလဲမင်းတို့လုံနေတဲ့အလုပ်ဟာကောင်းကြောင်းလုံမှကောင်းကျိုးရမယ်လို့သိလို့လုပ်တာဒါလေးကတော်တော်အရေးကြီးတယ်ကောင်းကြောင်းလုပ်ရင်ကောင်းကျိုးရမယ်လို့တို့သိလို့ဒါလေးလုပ်နေတာအဲ့တော့အခုဒီကနေ့မိမိတို့စွန့်နိုင်တဲ့မြတ်လှူဒန်းတဲ့ကုသိုလ်ဟာဒါမကောင်းတဲ့အကြောင်းလားကောင်းတဲ့အကြောင်းလား ကောင်းတဲ့အကြောင်းလို့ရင်အကျိုးကတော့ဘာကျိုးလာမှာလဲကောင်းကျိုးလာမှာပဲကောင်းကြောင်းလို့ရင်ကောင်းကျိုးတော့လာမှာပဲလို့အဲ့လိုသိလို့ဒီကနေ့လောက်တာအဲ့ဒါကိုညံလို့ခေါ်တာပေါ့အဲ့ဒီညံကလေးကလည်းပဲအရေးမကြီးဘူးလားကြည့်ကြည့်ရဲကောင်းချောင်းလို့ရင်ကောင်းကျိုးရမယ်လို့သိတဲ့ဉာဏ်ကလေးရှိဖို့လိုအပ်တယ်။အဲ့ဒီသိတဲ့ဉာဏ်ကလေးရှိလို့ရှင်ကိုကောင်းချောင်းတွေကိုရဲရဲတင်းတင်းလို့ရဲတယ် ။ဘာဖြစ်လို့လဲမင်းကောင်းကောင်းလှုပ်ထိုင်ကောင်းကျိုးရဖို့ရမှာ။အဲ့လိုတည်တဲ့အတွက်ကြောင့်ကိုယ်ကရေရေတင်းတင်းလှုပ်ရဲတယ်။ကောင်းကောင်းလှုပ်လေကောင်းကျိုးကရချင်မှရတာကွာမတိကြဘူးဆိုရင်ဘယ်သူမှမလှုပ်ရဲဘူး။အေးအဲ့တော့ကောင်းကောင်းလှုပ်ရင်ကောင်းကျိုးရမယ်လို့တည်တဲ့ဉာဏ်ရှိမှလှုပ်ရဲတာ။အဲ့တော့ကောင်းကြောင်းလို့တဲ့ကောင်းကြောင်းလို့ရင်ကောင်းကျိုးရတယ်ဆိုတာကတော့အခုလို့အခုရတာတွေလည်းရှိတာပေါ့နော်စောစောကပြောခဲ့သလိုပဲအခုလို့အခုချက်ချင်း ဒါကောင်းကြောင်းလို့ရင်ကောင်းကျိုးရတာတွေလည်းရှိနိုင်တယ်အဲ့ဒီလိုရသွားတာကတော့ဘယ်စေတနာကအကျိုးပေးတာလဲဆိုတော့ပထမဇောစေတနာအကျိုးပေးသွားတာပထမဇောစေတနာကအကျိုးပေးရင်တော့အခုလို့ရင် အခုဘဝချက်ချင်းရသွားနိုင်တယ်ပထမဇောစေတနာကအကျိုးမပေးနိုင်လို့ပထမဇောစေတနာကအကျိုးပေးခွင့်မရလို့ကိုယ့်ရဲ့စေတနာဟာပထမဇောစေတနာမဖြစ်ခဲ့ဘူးပထမဇောစေတနာအကျိုးမပေးနိုင်ဘူး ဟောတိကံဖြစ်သွားပြီဆိုရင်ပထမဇောကအကျိုးမပေးရင်တတ္တမဇောကအကျိုးပေးမှာတတ္တမဇောစေရနာကအကျိုးပေးရင်ဒီဘဝတော့မရနိုင်ဘူးဒုတိယဘဝမှာရတော့မှာကောင်းချောင်းအခုပြုတော်လည်းပဲကောင်းကျိုးဟာဒုတိယဘဝမှာရတော့မှာပထမဇောကလည်းအကျိုးမပေးဘူးတတ္တမဇောကလည်းအကျိုးမပေးဘူးဆိုရင်အလေဇော၅ချက်စေရနာကအကျိုးပေးမှာ အလေးဆုံးငါးချက်စေတနာကအကျိုးပေးရင်တော့ဘယ်ဘဝမှစပြီးတော့ရနိုင်တယ်လဲဆိုတော့တတိယဘဝမှစပြီးတော့တတိယဘဝကနေစပြီးတော့နိဗ္ဗာန်မရမချင်းတနေ့နေ့တစ်ချိန်ကြီးအခွင့်သာတဲ့ချိန်မှတော့အကျိုးပေးမှာအဲ့တော့ဗတ္တမဇောစေတနာကအကျိုးပေးရင်ဒီဘဝတတ္တမဇောစေတနာအကျိုးပေးရင်ဒုတိယဘဝအလေးဆုံးငါးချက်စေတနာကအကျိုးပေးရင် တတ္တယဘောကစပြီးတော့နိဗ္ဗာန်ရသည့်တိုင်အောင်အဲ့တော့ကောင်းကြောင်လို့ရင်ကောင်းကျိုးရတယ်ဆိုတဲ့နေရာမှာဒီဘဝရတာ၄ရှိသလိုဒုတိယဘဝမှာရတာလည်းရှိတယ်တတ္တယဘောကစသည့်ရောက်မှရနိုင်တာလည်းရှိတယ်လို့ဒီလိုမှတ်ရမယ်အေးအဲ့တော့ကောင်းကြောင် အခုလို့ခုချက်ချင်းရတာ၄ရှိသလိုမရတာလည်းရှိတယ် မကောင်းကြောင်းလို့ရင်မကောင်းကျိုးရမယ်ဆိုတဲ့နေရာမှာလည်းအတူတူပဲတဲ့မကောင်းကြောင်းนี่အခုပြုအခုချက်ချင်းရနိုင်တာ၄ရှိတယ်လို့ဒုတိယဘဝမှာရမှာလေရှိတယ်ပရမဘဝနဲ့ဒုတိယဘဝမရရင်တတိယဘဝမှာရနိုင်တာလည်းရှိတယ်အေးအဲ့ဒီတော့ဘာပဲဖြစ်ဖြစ်ကိုတတ်နိုင်ကိုတတ်နိုင်တဲ့လောက်ပြုထားတဲ့ကောင်းကြောင်းနဲ့မကောင်းကြောင်းဟာအကျိုးကတော့ပြီးမှာပဲလို့ဒီလိုနားလည်ရမယ် ဲ့တော့ကောင်းချောင်းလုံးမှတို့ကောင်းကျိုးရမယ်မကောင်းချောင်းနေလို့ရင်မကောင်းကျိုးတွေရတတ်တယ်လို့သိတဲ့ခါကျတော့မကောင်းချောင်းတွေကိုတတ်နိုင်ဆုံးရှောင်ရတယ်ကောင်းချောင်းတွေကိုတတ်နိုင်ဆုံးကြိုးစားအားထုတ်ကြတယ်အဲ့ဒီလိုကြိုးစားအားထုတ်လေးလေးကောင်းချောင်းတွေကိုကြိုးစားလေးလေးကောင်းကျိုးတွေကရလေးလေးပဲမကောင်းချောင်းတွေကိုကြိုးစားရင်တော့မကောင်းကျိုးတွေရမှာပဲဒါကြောင့်ဒီကနေ့ရှင်ဝဝင်းချောင်းတိုက်ကြီးမှာကိုတတ်နိုင်သလောက်လှူတဲ့ ကုသိုလ်ကိုပြင်ကြည့်ရင်တို့ကကောင်းချောင်းလုပ်ရင်ကောင်းကျိုးရမယ်လို့သိလို့ကိုတို့ဒီအလုပ်လုပ်တာဟေ့တို့ကောင်းချောင်းနေလုပ်နေတာဘုရားစာရှိသောအရိယပေါင်းတော်ကောင်းကြီးတွေရှောက်တဲ့လမ်းပဲဒီတဲ့ကောင်းတဲ့လမ်းတော့မရှိတော့ဘူးတို့ဒီလမ်းကိုရှောက်နိုင်တော့တို့ရှောက်သွားမှာပဲဒါတော်ကောင်းတွေရှောက်တဲ့လမ်းပဲဒါကြောင့်တို့ကကောင်းချောင်းလုပ်ရင်ကောင်းကျိုးရမယ်လို့သိလို့ကိုလုပ်နေတာဟေ့ဆိုရင်တော့ဒါပညာပါသွားပြီ စောစောကစေရနာပါပြီးပြီမေတ္တာပါပြီးပြီအခုပညာပါပါသွားပြီစေရနာလို့ခေါ်တော့အာလောဘဟိတ်အဲမေတ္တာဆိုတော့အာဒေါသဟိတ်ပညာဆိုတော့အမောဟဟိတ်ဒီကနေ့အလူဟာဟိတ်ဘယ်နှပါပြည့်စုံတော့ဟိတ်သုံးပါပြည့်စုံတော့ကုသိုလ်ထဲမှာဟိတ်သုံးပါးနဲ့ပြည့်စုံတဲ့ကုသိုလ်ဟာအမျက်ဆုံးကုသိုလ်ပေါ့အဲတော့ဟိတ်သုံးပါးနဲ့ပြည့်စုံတဲ့ကုသိုလ်ဟာအမျက်ဆုံးကုသိုလ်ပဲ အီဒိုဒရီဟာအမျက်ဆုံးကုသိုလ်ဒူးကြီးကို စီပူခွင့်ရပြီလို့ဝမ်းမသာရမှလားဝမ်းသာရမှလားအေးဒီထက်စွမ်းနိုင်နေဆိုရင်ဘလောက်ပဲကောင်းကျိုးရရတယ်ပဲပြောပြောအဲ့ဒီလိုကောင်းကျိုးရတဲ့ဘဝဆိုတာဟာလည်းပဲတကယ်ကတော့ဘဝရရထားရင်ယာရုရှိတဲ့ဘဝချမ်းသာတဲ့ဘဝကျမ်းမာတဲ့ဘဝအောင်မြင်တဲ့ဘဝတွေကလည်းဥယနာယတရားလို့ပါတိစာဒုက္ခသစ္စာပါပဲ ဘလောက်ကောင်းကျိုးတွေရရဘဝရထားရင်တော့ဒုက္ခသစ္စာပဲဒါကြောင့်အရှင်ဘုရားဘုရားတပည့်တော်တို့ကအဲ့ဒီလိုအိုဒုက္ခတွေလည်းမရောက်ပြရစင်းနဲ့နာဒုက္ခတွေတိဒုက္ခတွေလည်းမရောက်ပြရစင်းနဲ့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းပြရစီဆိုပြီးတော့မိမိရဲ့ဉာဏ်ထဲမှာအဲ့ဒီလိုဉာဏ်ဖြစ်ခဲ့ရင်ရထားတဲ့ဘဝကြီးကအိုရနာရတေးရလို့ဘာသစ္စာ ဒုက္ခသစ္စာ ဖြစ်တတ်ပျက်စီးတတ်သည့်အတွေ့အကြုံလည်းပဲဒုက္ခသစ္စာအဲ့ဒီလိုသိတဲ့ဉာဏ်ကမေခသစ္စာအဲ့တော့ဒုက္ခကိုဒုက္ခလို့အမှန်တိုင်းသိသွားတဲ့အခါမှာဒုက္ခမှန်သိတော့မလို့ခြင်းတော့ဘူးလို့ခြင်းနာကတဏ္ဍာသစ္စာအနေနဲ့ပြောတော့တမှုရိယသစ္စာမလို့ခြင်းတော့ဘူးဆိုတော့တဏ္ဍာသိသွားတယ်တမှုရိယသစ္စာသိသွားတယ် အဲ့ဒီလိုတဏသမုဒိယတတ်လိုက်ရင်တဏသမုဒိယတတ်တာ ਨੇ အနာကဒုက္ခရတ်တာပဲတဏသမုဒိယရှိရင်အနာကဒုက္ခရှိနေသေးတယ်အေးဒါကြောင့်ယခုကဲ့သို့လူရန်တန်းရသာသနာပြုရတဲ့ကောင်းမှုကုသိုလ်ကံစေရနာပေါင်းတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ငိမ့်မရစီဥဒုက္ခဤကလည်းချုပ်ငိမ့်မရစီနာဒုက္ခဒေဒုက္ခဤကလည်းချုပ်ငိမ့်မရစီ ဖြစ်ဒုက္ခပြစ်ဒုက္ခမှန်သမျှကလည်းပဲခြုံငိတ်ယုတ်သိမ့်မရစေဆိုရင်တော့ဖြင့်မိမိတို့ရဲ့ဉာဏ်ဟာအလွန်မောမြတ်တဲ့အလွန်အဆင့်မြင့်တဲ့ဉာဏ်ဖြစ်သွားပြီဒါဆိုရင်လက်ရှိခန္ဓာဖြစ်ပျက်ကပါသစ္စာဒုက္ခသစ္စာအဲဒီလိုသိတဲ့ဉာဏ်ကမက္ခသစ္စာသီရာကနောင်ခန္ဓာမလာရာကនិရောဓသစ္စာလို့ခေါ်တဲ့ နိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုခြင်းရဲ့အထောက်ပံ့ကောင်းများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းအပမဒီနာမမေးမလျော်မဖို့မတန်ထက်တန်သောအပမာရတတိတရားဖြင့်တန်ပါဒီထကိုစီကိုငှပြေစုံနိုင်ကြပါစေကုန်တည်း